နွေဘာလ9ရက်နေ့ကလိုင်ကော်မြို့မှာပြည်ခိုင်မျိုးပါတီကအင်အားပြမဲဆွဲစည်းရုံးမှုပြုလုပ်ခဲ့ရမှာသမရဦးသိန်းစိန်ပါတီချင်းသိန်းတစိုက်ကိုထောက်ခံမဲပေးကြသောစတစ်ကာကတ်ထားတဲ့ရင်းစီး40ခန်းနဲ့မဲဆွဲစည်းရုံးမှုပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။ဒီသတင်းကို 11WTV မှသတင်းတောက်တိုးဝေဖြစ်ကသတင်းသွားရောက်ရယူထားပါတယ်။လွန်မလ9ရက်နေ့က KRP နဲ့ Record ပြုတ်မှာပြည်အောင်စုကြက်ခါရင်နဲ့ဖွံ့ဖြိုးရေးပါတီကရေကောက်ဝဲ online message စီယုံမှုတစ်ခုပြုတ်လုပ်ခဲ့ပါတယ်။အဲ့ဒီစီယုံရင်ဒီမှာတော့ရင်းစီး40ခန်းနဲ့အင်အားပြပြီးတော့ message စီယုံမှုပြုတ်လုပ်ခဲ့ပါတယ်။ မဲဆွဲစည်းရုံးမှုကိုမိုးလင်းနှစ်နာရီခန့်မှစတင်ခဲ့ပြီးကြားပြည်နယ်မှာရှိတဲ့ပြည်အောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရုံးကနေစတင်ကလွိုက်ကော်မျိုးအတွင်းမှာလှည့်လည်ခဲ့တာပါလှည့်လည်မှုကိုလွိုက်ကော်မျိုးနယ်ထဲမှာရှိတဲ့ရက်ွက်တွေနဲ့ပဓာညီမိုက်ကန်ချီကေထေသမစတဲ့ကျေးရွာတွေကဒေသခံတွေလည်းပါဝင်ခဲ့ပါတယ်လှည့်လည်မှုမှာပါဝင်ခဲ့တဲ့ကားတစ်စီးကို7000ခွဲကနေ4000ဝန်းကျင်လူတအူးကို7000စီရရှိတယ်လို့ဒေသခံတအူးကပြောပါတယ် လိုက်ကော်မျိုးမှာတတိပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ်ဦးကျော်ထေးလိုက်တိုင်းသားစည်းလုံးညီညွတ်ရေးပါတီရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီပြည်အောင်စုတန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီလူမျိုးပေါင်းစုံဒီမိုကရေစီပါတီကရားလူမျိုးစုဒီမိုကရေစီပါတီရှမ်းတိုင်းသားများဒီမိုကရက်တစ်ပါတီအမျိုးသားတိုးတက်ရေးပါတီတို့ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ် နွေပါလ9ရက်နေ့မှာပဲကရားလူမျိုးစုဒီမိုကရေစီပါတီကလည်း၃ဘိန်းဆိုင်ကယ်ရီနဲ့ရိုက်ကော်မျိုးအတွင်းလှည့်လည်ခဲ့ပါတယ်။